အားလုံးပဲမင်္ဂလာပါကဘာတိအွန်လိုင်း class ကနေကျူးစွာတယ်ကျွန်တော်တို့ဒီ Photoshop software ကိုကျွန်တော်တို့ဒီမှာဖွင့်ပြီးတော့ဒီပုံလေးတွေကျွန်တော်တို့ခေါ်ပါမယ်နော် file open လန်းနေပြီးတော့ကျွန်တော်တို့ပုံလေးတွေကျွန်တော်တို့ခေါ်မယ်အဲ့တော့ပုံကိုကျွန်တော်တို့ကဒီကိုဖွင့်ခြင်းတဲ့ပုံလေးဒီ panel လေးဖွင့်ခြင်းရင် keyboard က control key ပြီးတော့ create ချက်ကြီးနေပြီးတော့ဒါကျွန်တော်တို့ open ဖွင့်လို့ရပါတယ်အဲ့တော့ကျွန်တော်အခုတင်ပေးမယ့်သင်ခန်းစာကတော့ကျွန်တော်တို့ဘာတွေသင်ပေးမလဲဆိုတော့ကျွန်တော်ဒီမှာဒီ crop 2ဒီရဲ့ shock က C ပြီးရင်ကျွန်တော်တို့က perspective crop 2เนาะကျွန်တော်ဒီနှစ်ခုကိုကျွန်တော်သင်ပေးပါမယ်เนาะ okay အဲ့တော့ကျွန်တော်တို့ခြေလောက်ကြည့်ရအောင်အဲပရမာဆုံးကျွန်တော်တို့ဒီမှာဒီ crop 2ပေါ့နော် crop 2ကတော့ဒါကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီဖြတ်တာပေါ့နော်ဒီ option ဘက်မှာကျွန်တော်တို့ခြေလောက်ကြည့်လိုက်နော်အဲ့မှာကျွန်တော်တို့ဒီမှာ original ratio ကျွန်တော်တို့ဒီ site ညာနေပြီးတော့ကျွန်တော်တို့ color ချင်တဲ့ပုံစံလေးကျွန်တော်တို့ site ဒီကျွန်တော်ဒီမှာဖြတ်လို့ရလို့ ဒီမှာကျွန်တော်တို့ကသူ့ရဲ့ square square အတိုင်းကျွန်တော်ဒီမှာချက်လို့လေးရတယ်ဒါမှမဟုတ်လို့ရှင်လေဒီမှာကိုလိုချင်တဲ့ဒီအနေအထားမျိုးတွေဒါကျွန်တော်တို့ဒီဒီသတ်မှတ်ပြီးတော့လဲဒါကျွန်တော်တို့ဒီမှာဒါမျိုးတွေကျွန်တော်တို့ဒီဒီလုပ်လို့ရတယ်เนาะပြီးရင်ကျွန်တော်တို့ဒီထက်အနေပြီးတော့ကျွန်တော်တို့ကဒီ၅ခုဆုံး၅၅ခုအဲ့လို site ပြီးတော့သတ်မှတ်ပြီးရတယ်ပေါ့เนาะโอเคဒါကျွန်တော်တို့က ဒီ site ဘယ်လိုတတ်မှတ်လို့ရရလဲဆိုတာဒါကျွန်တော်တို့ပြောတာเนาะဒါကတော့ original ratio ကတော့ဒီလိုကိုယ်တိုင်ကျွန်တော်တို့ရှိတာဗောနော်ဟုတ်ပြီဒါကျွန်တော်ကဒီ crop site ဖြတ်တာကိုဒါကျွန်တော်သင်ပေးချင်တာเนาะဟုတ်ပြီအဲဒါဆိုရင်ကျွန်တော်ဥပမာကျွန်တော်ငါ font size ကိုကျွန်တော်ဖြတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါမျိုးလေးကျွန်တော်တို့ရတယ်ရပြီးတော့ကျွန်တော်တို့ကဘာလို့လုပ်ရလဲဆိုတော့ဒီမှာကျွန်တော်တို့ဖြတ်လို့ရတယ်ဗောနော် okay ကျွန်တော်ဥပမာကျွန်တော်ဒါလေးပဲကျွန်တော်လုပ်ပြမယ်เนาะဒီမှာကျွန်တော်တို့က ဒီ commit နော် current crop option အမှန်ကြီးလေးကိုကျွန်တော်တို့ချလိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ site ချပြီးတော့ကအားခွန် site ဒါကျွန်တော်တို့ချလိုက်တာဖြစ်တယ်နော်ပြီးရင်ကျွန်တော်တခါတည်းကျွန်တော်သင်ပေးမယ်ဒီ image တွေကနေပြီးတော့ကျွန်တော်တို့က image site ကျွန်တော်တို့သတ်မှတ်လို့ရတယ်နော် order control i အဲ့ဒီမှာကျွန်တော်တို့ကဒီကျွန်တော်တို့ကတော့ဒီမှာ in channel ကျွန်တော်ဒီမှာသတ်မှတ်မယ် resolution မှာကျွန်တော်တို့ကဒီတပေတပေခွဲရအောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့က resolution ကျွန်တော်တို့က300ကျွန်တော်တို့ထားပါတယ်เนาะ okay ဒီလို resolution နဲ့တမတ်လို့ရကြလို့ကိုစိုက်မဲ့ထုတ်ကိုလေးဒါကျွန်တော်တို့တမတ်လို့ကျွန်တော်တို့ဒါရပါတယ်เนาะဟုတ်ပြီဒါဥပမာကျွန်တော်ပြတာပေါ့เนาะ okay ဥပမာကျွန်တော်ဒါခွန်ကအာเนาะခွန်က resolution ကိုဒါကျွန်တော်300လောက်ကျွန်တော်ထားလိုက်မယ်เนาะ โอเคအဲ့လိုကျွန်တော်တို့ကဒီ site တွေကျွန်တော်တို့ဒီမှာတက်မှတ်လို့ကျွန်တော်တို့ရပါတယ်เนาะโอเคဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီ9လက်မှာ9လက်မှာ site ကိုကျွန်တော် chrome နဲ့ဖြတ်တယ်ပြီးရင် site ကိုတက်မှတ်တဲ့ဟာကိုဒီကားလေးကျွန်တော်တင်ပြတာဖြစ်တယ်ဟုတ်ပြီနောက်ထပ်ကျွန်တော်ဘာတင်ပေးချင်တာလဲဆိုတော့အခုကျွန်တော်သူ့ရအောင်မှာ chrome 2ရအောင်မှာကျွန်တော်တို့ကဒီမှာဒီ password chrome 2ဆိုတဲ့အောင်ရှိတယ် ဒီ2ကဘယ်လိုနေရာမျိုးတွေမှာကျွန်တော်တို့သုံးရလဲဆိုတော့ကျွန်တော်တို့ဒီဒီ shoot down တွေကျွန်တော်တို့ဒီ damage ချင်တဲ့အခါမှာဒီကျွန်တော်တို့သုံးသုံးနေပေါ့နော်ဥပမာပြရရင်ကျွန်တော်တို့ဒီဒီ perspective ဒီ perspective crowd 2ကဘယ်လိုနေရာမျိုးမှာသုံးနေဆိုတော့ကျွန်တော်တို့ဒီ no parking ဆိုတဲ့နေရာကို determine မဖြစ်ချင်တယ်ဆိုလို့ရှိရင်အခုလိုစောင်းနေရာနေရာနေပြီးတော့ determine မဖြစ်အောင်ကျွန်တော်တို့လုပ်လို့ရတယ်ဒီမှာတစ်ပိုင်းချမယ် ဒီမှာတပွင်ကိုတက်မဲ့ခြင်းတဲ့အရာကိုပေါ့နော်ဒီမှာတပွင်ဒီမှာတပွင်ဟုတ်ပြီနော်အားဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုတက်မဲ့ခြင်းတဲ့အရာကိုပဲဒါကျွန်တော်တို့ကဒီမှာအမှတ်သားကျွန်တော်တို့ဒီမှာဒီလောက်လိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီအမှန်ကြီးလေးချက်လိုက်တယ်နော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီမှာတဲ့သွားပြီပေါ့နော် ပြင်ကျွန်တော်တို့ကဒီမှာ crop view နဲ့တို့လဲဒါကျွန်တော်တို့ပြန်ဖြတ်လို့ရတယ်เนาะဒီလို site နဲ့လည်းဖြတ်လို့ရသလိုကျွန်တော်တို့ကเนาะဒီမှာ un constrainer ကိုကျွန်တော်လုတ်ပြီးတော့လဲဒါကျွန်တော်တို့ဒီတက်မှတ်လို့ရတယ်ပေါ့เนาะတကယ်၍ဒီအောက်ကကျွန်တော်တို့ကဒါမျိုးမညီဘူးဆိုလို့ရှင်လဲကျွန်တော်တို့ကဒီမှာ rotation နဲ့ဒီကျွန်တော်တို့အခုလိုဒီဒီလိုလှည့်ရင်လဲဒါကျွန်တော်တို့ဘယ်လိုရတယ်ပေါ့เนาะ ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဘာရှိမလဲဆိုတော့ဒီမှာဒီ straight down ဆိုတာရှိတယ်။အိုက်ကောင်လေးရနေပြီးတော့ကျွန်တော်တို့ဒီမှာဒီဒီတက်အောင်ပေါ့နော်။ဒါကျွန်တော်တို့လုတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီကနေပြီးတော့ကျွန်တော်တို့ swell လဲလို့ရှိရင်လည်းဒါကျွန်တော်တို့ဒီညှိလို့ရတယ်နော်။ဒီအမှန်ကြီးလေးချစ်လိုက်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်တို့ဒီ perspective to ကျွန်တော်တို့အသုံးပြုပုံဒါကျွန်တော်တို့သင်ပေးတာဖြစ်တယ်နော်။အခုလို့စောင်းလာနေပြီးတော့ကျွန်တော်တို့တက်ရတယ် ကျွန်တော်တို့တင်ပြတာဒီစာကျွန်တော်လုံးဝတည်ပါတယ် okay ဥပမာကျွန်တော်ဒီပုံပြမယ်နော်ဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဘေးကိုကြည့်လိုက်ပါဒီဘေးမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကတိတိတသားယူဒီမှာစောင်းနေတယ်အဲ့ဒါကိုကျွန်တော်တို့ကကြည့်ကောင်းအောင်ကျွန်တော်တို့တည့်မယ်ဒီမှာလူလူအနေထားလေဒီမှာနေနေစောင်းနေတယ်နော်ဒီအဆောင်ဆိုရင်တည်ပါတယ်ဒီမှာစောင်းတည်ပါတယ်အဲ့တော့ကျွန်တော်တို့ရသလားကိုကျွန်တော်တို့ဆွဲတည့်ကြည့်အောင်နော်ဒီဘက်က password crowd ကိုကျွန်တော်တို့ဒီမှာယူလိုက်ပါเนาะယူပြီး okay ကျွန်တော်တို့လုတ်ကြည့်အောင်ရလောက်ပါเนาะကျွန်တော်တို့ဆွဲတက်ကြည့်အောင်ဘယ်လောက်ဒီတက်လို့ရမလဲပေါ့เนาะဟုတ်ပြီပြီးရင်ကျွန်တော်တို့လုတ်ကြည့်အောင်ဘယ်လောက်ဒီတက်လို့ရမလဲเนาะကျွန်တော်လုတ်ကြည့်မယ်ပြီးရင်ဒီဘက်ကအဆောင်နဲ့ဒါကျွန်တော်တို့ကကျွန်တော်တို့လုတ်ကြည့်အောင်ပေါ့เนาะဒီမှာကြည့်ကြည့်လိုက်เนาะဒီဒီဘက်ကအဆောင်နဲ့ ါးလေးတွေကကျွန်တော်တို့ကိုလိုချင်လို့ကျွန်တော်တို့ဒီမှာညှိလို့ရပါတယ်เนาะဒီဒီအဆောင်ကိုကျွန်တော်တို့ကအဓိကကူတီးပြီးတော့နည်းနည်းလေးကိုရမ်းလောက်လေးကျွန်တော်တို့မတ်ချင်တာပြီးရင်အမှန်ကြီးလေးပြလိုက်โอเคเนาะဒါဆိုတော့ဆက်ဆက်လို့ရှင်ကျွန်တော်တို့မှတ်လာပြီเนาะဒီကျွန်တော်တို့ကစာဆိုလို့ရှင်တော့တည်တာတယ်โอเคဒါဆိုလို့ရှင်တော့ကျွန်တော်တို့အခုတင်ပြတာက perspective ဒီ crop tool ကိုကျွန်တော်တို့တင်ပြသွားပြီးအဲပြီးရင်ကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှင် crop tool နဲ့ကျွန်တော်တို့က set ချတာ ျွန်တော်တို့သင်ပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒီ image site ကျွန်တော်တို့ဒီသတ်မှတ်တာတွေကျွန်တော်တို့ဒါသင်ပေးတယ် okay နောက်ထပ်ဒုနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့နောက်ထပ်ဘာကိုကျွန်တော်တို့ကသင်ပြရင်စင်ပြမလဲဆိုတော့ကျွန်တော်တို့ okay ဒီအားလေးနဲ့ကျွန်တော်တို့ဒီ image rotation လောက်တာလေးတွေကျွန်တော်တို့သင်ပေးမယ်เนาะ image rotation လုပ်တာသင်ပြီးမယ်အဲ့တော့ကျွန်တော်တို့က file new ရနေပြီးတော့ကျွန်တော်တို့က site တရခေါ်ရအောင်သူ့ကမ်းလမ်းပြက်လေးကျွန်တော်တို့ကလုပ်ချင်တယ်ဆိုလို့ရှိရင် image rotation မှာ90เนาะ degree ကျွန်တော်တို့ကအဲ့လေးကျွန်တော်တို့ချွေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကမ်းလမ်းလေးရတယ် okay ဒီကြောင်ပုံလေးကိုကျွန်တော်တို့ detail ကိုကျွန်တော်တို့ကဒီမှာ mouse click ပြီးပြီးတော့ဒီမှာချွေးကြည့်အောင်เนาะသူ့ကိုကျွန်တော်တို့က ဒီ layer ပွားခြင်းလဲဆိုလို့ရှိရင် keyboard က control j နှိပ်လဲနှိပ်ပြီးတော့ကျွန်တော်တို့ပွားလဲကျွန်တော်တို့ရပါတယ်เนาะဒါမျိုးလေးပေါ့เนาะ control j နှိပ်ပြီးပြီးတော့ဒီကြောင်ပုံလေးကိုပွားလို့ရတယ်အဲ့တော့ကျွန်တော်တို့ကသူ့ rotation လဲတာတင်ပြခြင်းလားကျွန်တော်တို့အရင်သုံးပါမှာတယ် keyboard က control j နှိပ်ပါပြီးရင်သူ့ကျွန်တော်က right click rotate เนาะ180 degree ဒါလှည့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ခုလိုကျွန်တော်တို့ကဒီ180လဲသွားတဲ့ဒီလိုပုံစံမျိုးလေးကိုကျွန်တော်တို့ရမှာဒါဖြစ်ပါတယ်เนาะဒါတော့180လဲလိုက်တဲ့ပုံစံမျိုးလေးကိုဒါကျွန်တော်လုတ်ပြတာပါเนาะဟုတ်ပြီဒါလေးကိုကျွန်တော်ဟိုလုတ်လောက်မှာနော်ဒါလေးကိုပြည့်တလေးလုတ်လိုက်မယ်မျက်လုံးနဲ့မျက်တော့အောင်ကြောင်ပုံလေးကိုကျွန်တော်ကြည့်လိုက်ပါမယ်เนาะဟိုဒီโอเคဒါမျက်လုံးနဲ့မျက်တော့ကျွန်တော်ပြပေးမယ် သူ့ပွားကျင်တယ်ဆိုလို့ရှိရင်နောက်တစ်နေ့က keyboard က order လေးကိုဖိလိုက်တယ်ဆိုလို့ရှိရင်အခုလိုများနဲ့ထက်ထွက်တယ်ဒီဘက်ကို switch ထုတ်လိုက်တယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ကကြောင်းလို့ကောင်းထက်ထွက်တယ် copy ကူးတယ်ပေါ့နော်အဲ့တော့ကျွန်တော်က source node control d ကဘယ်တဲ့ကနေသွားလိုက်တော့လဲဆိုတော့ကျွန်တော် free transform control d ဟုတ်ပြီပြီးရင်အဲ့မှာကျွန်တော်က right click ထောက်ပြီးတော့ကျွန်တော်တို့ကဒီ rotate 90 degree နော်ကျွန်တော်တို့ကအဲ့မှာကျွန်တော်လှည့်လိုက်တယ်နိုင်တဲ့တိုင်တိုင်းလှည့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ဒီအခုတို့ကျွန်တော်တို့ပုံစံလေးအတိုင်းကျွန်တော်တို့60 GB လည်သွားတာပေါ့နော်ဒါကတော့60 GB စီတူနဲ့လှည့်တာပါโอเคဒါကိုကျွန်တော် delete နဲ့ပြန်လုပ်မယ်နောက်ထပ်ကျွန်တော် order ဖိပြီးတော့ဒီဘက်ကကျွန်တော်တို့ပြန်ပွားမယ် control t နောက်တစ်ခါကျတော့ကျွန်တော် right click 60 degree CCW နော်နိုင်တဲ့တိုင်ရင်ပြောင်းမြောင်းလို့လုပ်တယ်အမှန်ကြီးလေးချစ်တယ်ဆိုတော့ကျွန်တော်ဒီလိုလေးလေသွားတယ် ဒါ rotation လှည့်တာတင်ပေးနေတာเนาะ delete နဲ့ပြန်ဖြတ်လိုက်မယ်ဒီဒီကြောင်ဂုံးလေးကို auto ဖိပြီးတော့ကျွန်တော်တို့ဒီမှာပြန်ပွားလိုက်မယ်ဒီတစ်ခါကျတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ control d right click လုပ်ပြီးတော့ဒီအောက်မှာ flat horizontal ဆိုရေးပြင်းကြီးကျွန်တော်တို့ကလှည့်တာပါเนาะအဲဒါဆိုရင်ကျွန်တော်တို့ကဒီရေးပြင်းကြီးကျွန်တော်တို့ဒီမှာလှည့်လိုက်တာပါเนาะဒီဒီဒီကြောင်ဂုံးလေးเนาะ okay အဲကျွန်တော်နောက်ပိုင်းလာမဲ့သင်ခန်းစာတွေမှာကျွန်တော်တို့ကဆက်ဆက်မိမှာမလို့ဒီကားတဲ့ကျွန်တော်တို့ကဂျူတင်ကျွန်တော်တို့သင်ပြနေတာเนาะဒီဒီလေယာကိုကျွန်တော်တို့ကဆုံးတော့ delete နဲ့ဖြစ်တယ်เนาะ right click ကျွန်တော်ဒီမှာ delete လေယာပါเนาะအဲ့ဒါပြောတာပါเนาะအဲ့ဒါနဲ့ဖြစ်တယ် okay keyboard က order လေးကိုဖိမယ်ကြောင်းတော့ကျွန်တော်ဒီမှာထပ်ပွားမယ်နောက်ထပ်ကျွန်တော်တို့က control t ဒီဒီကားကြတော့ကျွန်တော်တို့က right click flip vertical ဆိုတာ down light ကိုပြောတာပါเนาะလဲတယ် เนาะအမှန်ကြီးလေးပြလိုက်တယ်ဒေါင်းလိုက်ဒါမျိုးလေးဒီပေါ့เนาะကျွန်တော်တို့အာမျိုးလေးဒီကျွန်တော်တို့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့က rotation ကိုဒါကျွန်တော်တို့ဒီသင်ပေးတာဖြစ်ပါတယ်เนาะဒါလေးလည်းရေးကြည့်ပါတယ်တီချာလေးလေ့ကျင့်ပေးပါ okay ကျွန်တော်နောက်ထပ်အာဘာကိုတင်ပြုံးမလဲဆိုတော့ကျွန်တော် canvas site ကိုကျွန်တော်ဆက်ပြီးတင်ပြုံးမှာเนาะ canvas site လောက်တာ canvas site ကကျွန်တော်တို့က ီပေါ်ရဲ့ site ကဘယ်လောက်ရှိလဲသိချင်တယ်ဆိုလို့ရှိရင် email image site ထဲမှာကျွန်တော်တို့ဝင်ပြီးတော့ကြည့်လို့ကျွန်တော်တို့ဒီမှာရှာတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ဒါသူ့ရဲ့ site ပေါ့နော်ကျွန်တော်တို့ site ကြီးလည်းပြန်သတ်မှတ်လို့ရှာတယ်ပေါ့ okay ဒီမှာကျွန်တော်တို့ကဥပမာကျွန်တော်တို့ကဒီ9လက်မှ9လက်မှလောက်ပဲကျွန်တော်တို့က site ကြီးပြန်သတ်မယ်မယ်ဆိုလဲကျွန်တော်ဒီမှာရတယ်ဟုတ်ပြီအဲ့တော့ image ထဲမှာသွားပြီးတော့ကျွန်တော်က campus site နော် order control c ဟုတ်ပြီ ဒီ canvas site မှာကြတော့ကျွန်တော်တို့ကဒီမူရင်းပုံမပြပြနေကိုစာရေးချင်တဲ့အပိုင်းကိုကျွန်တော်တို့ကကျိုးတာဥမာဥမာကျွန်တော်တို့ပြောပြအောင်ဆိုရင်လို့ချင်ဒီမှာဘက်မှာကျွန်တော်တို့ကအဲဥမာကျွန်တော်ဒီမှာ inch ကျွန်တော်တို့စာရေးဖို့အတွက်ဒီဇိုင်းရေးပုံပုံမှာစာရေးဖို့အတွက်ကျွန်တော်တို့ကဥမာငါးလက်မတိုးမယ်ဆိုပါလို့နော်ကျွန်တော်တို့ကဒီညာဘက်မှာတိုးမယ်ဆိုလို့ရှိရင်ဒီဘက်က click နေရင်ဒီဘက်မှာညာဘက်မှာလွတ်သွားရင်နော် okay ပြလိုက်ပါဟောဒါဒီဘက်ကကျွန်တော်ကဟိုဖြစ်နေလို့နော်ဒီ ဒီ foreground က black color ဖြစ်နေလို့ဒီမှာ x နဲ့ကျွန်တော်တို့ change လိုက်ပါเนาะ rose z เนาะ image canvas size ကိုကျွန်တော်တို့ဒီမှာသွားမယ်ဆောဆောတော့ကျွန်တော်တို့ကဒီမှာဒီနှစ်လက်မလောက်ပဲကျွန်တော်တို့ဒီเนาะဒီတစ်ခါကျွန်တော်တို့က bevel ကိုကျွန်တော်တို့ကပူကျင်တယ်ဆိုလို့ရှိရင်ဒီဘက်ကို click နေတဲ့လမ်းနဲ့ဘယ်ဘက်မှာတိုးလာပြီကျွန်တော်တို့เนาะကျွန်တော်ဒီမှာအချက်ကျွန်တော်ဒီမှာထားကြည့်လိုက် โอเคเนาะဒါဆိုရင်ဒီဘက်မှာကျွန်တော်တို့ဆာရီလို့ရလာပြီ control z နောက်ထပ်ပြန်လုပ်ပြမယ် canvas size ကိုသွားမယ်ကျွန်တော်တို့ကเนาะအပေါ်လဲဝင်းမှာလဲနှစ်လက်မှာ high မှာလဲနှစ်လက်မှာကျွန်တော်တို့ကပတ်ပတ်လဲနှစ်လက်မှာကျွန်တော်လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပတ်ပတ်လဲမှာတစ်လက်မှာစာကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဆာရီလို့ကျွန်တော်တို့ဒီမှာရသွားပြီเนาะဒါကကျွန်တော်တို့ဒီ campus site ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်တို့ပြောပြတာ control z ပြန်သွားကြည့်အောင်နောက်ထပ် ma ကျွန်တော်တို့က control dot c ဒီတစ်ခါကျတော့ကျွန်တော်တို့ hide မှာကျွန်တော်တို့ကဒီနှစ်လမ်းမှကျွန်တော်တို့ဒီမှာထားလိုက်မယ်ဒါဆိုရင်ဒီအောက်မှာကျွန်တော်တို့ကစာရေးဖို့အတွက်ကျွန်တော်တို့ဒီမှာနေရာလွတ်သွားပါပြီเนาะ okay ဒီ campus site ကလည်းဒါကျွန်တော်တို့ဒီ immediate အသုံးဝင်ပါတယ်เนาะနောက်ပိုင်းကျွန်တော်တို့တင်ပြကြကျွန်တော်တို့အများကြီးစတမ်းမှာသိတယ် ဒါဆိုရင်ကျွန်တော်ဒီနေ့သင်ခန်းစာဆိုလို့ရှိရင်ကျွန်တော်ဘာသင်ပေးပြရလဲဆိုတော့ကျွန်တော်ဒီမှာဒီ campus site မွေးပုံပြပေးနေကျွန်တော်တို့ကစာရုပ်ကိုစာရေးဖို့ကျွန်တော်တိုးပြီးယူတာ campus site ကြောင့်ကျွန်တော်ဒီမှာသင်ပေးထားရတယ်။နောက်ပြီးတော့ကျွန်တော်တို့က rotate เนาะ degree လက်ရာတွေဒါကျွန်တော်တို့အခုသင်ပေးထားရတယ်။ပြီးရင်ကျွန်တော်တို့ကဒီဘက်ကဒီနေ့ crop to နဲ့ passport เนาะ passpartite to d2 တခုကိုကျွန်တော်တို့ကသင်ပေးလိုက်တယ်ဒါဆိုရင်ကျွန်တော်တို့က passpartite to နဲ့ကျွန်တော်တို့လုပ်ထားတယ်နော်ဒါဆိုရင်ကျွန်တော်တို့က crowd to နဲ့ကျွန်တော်တို့ကဒီဖြတ်ထားတဲ့ campus site လောက်တာကိုရှင်းပြရတယ်နော် okay ဒီ chart လေးကျွန်တော်တို့ဒါလေ့ကျင့်မှာအားလုံးပဲပညာဘူဒ္ဓရာတို့တက်ကြပါစေဆက်စားရအောင်ဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်